မြေချင်းမြေချင်းကိုရှောင်ပြီးဒီကလာလာလာခဲ့လို့နိဗ္ဗာန်ကံကမတဏ္ဍဲလို့ဖြေလိုက်မြေချင်းမြေချင်းကိုရှောင်ကွန်းပြီးဒီကလာလာခဲ့တဲ့အတွက်နိဗ္ဗာန်ကံကကိုတဏ္ဍဲဒီကလာယူနိုင်လေရနိုင်တယ်လို့ဖြေလိုက်တယ်နဂမေရကဘယ်လိုနဲ့နိဗ္ဗာန်တံခါးတက်လာပါလိမ့်မလဲ။ဘောရမနာယမတေယဖြစ်တဲ့နိဗ္ဗာန်တံခါး ကလန်းလာပါလေမဲလို့မဲလိုက်တဲ့အခါကျတော့ဒါစီမြို့ချင်းမြို့ချင်းကိုရှောင်ပြီးကြလာနိဗ္ဗာန်တောင်ပန်းလို့တက်လာနေတယ်မြို့ချင်းမြို့ချင်းရှောင်လို့နိဗ္ဗာန်တောင်ပန်းတက်လာနိုင်တယ်လို့ဖြေလိုက်ခင်ဗျားကြည်ပြောပါဦးငါဒီကနေနဲ့ဒီကသမှုပြည်ကြီးတယ်မဟုတ်ဘူးဥယျံတော့လေမျောတော့ကွာမကူတဲ့နေတော့လေမြုပ်တော့ကွာ အဲ့ဒါကြောင့်ဘူးပြန်တော့လည်းမျောတယ်မဘူးပြန်နေတော့လည်းမြုပ်တယ်အဲ့ဒါငါဒီဘူးလည်းမဘူးငြင်းငြင်းလည်းမနေပဲနဲ့ငါဒီနိဗ္ဗာန်တံပန်းကိုတဟန်းလာခဲ့တယ်လို့ဖြေလိုက်ဘူးပြန်တော့လည်းမြုပ်တယ်မဘူးပြန်နေတာလည်းမြုပ်တယ်ဘူးပြန်တော့မျောတယ်မဘူးပြန်နေတာမြုပ်တယ် အဲ့ဒီမြုပ်ခြင်းမျိုးစဉ်ရှောင်ပြီးဒီကလာငါဒီနိဗ္ဗာန်တံခွန်တန်လန်းခဲ့တယ်အဲ့ဒီဘုရားသခင်ကနေကြီးကဖြေလိုက်တဲ့အချိန်ရှင်းပါအောင်ဘုရားကြီးကလည်းမလေးမလိမ္မာတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဘိလိမ္မာအောင်မကျဲတွင်ရှင်းပါအောင်ဆိုတော့ငါဒီဘုံဘဝတန်ကြတဲ့ကုသိုလ်တွေလက်ပြတော့လဲမျောနေတယ်ကွာနိဗ္ဗာန်တံမမရောက်ဘူး ။ဟာဘုံဘဝတန်းကြတဲ့ကုသိုလ်တွေတော့မလုပ်ပါဘူး။နိဗ္ဗာန်ရောရာအတိုင်းကျောင်းရွယ်ရေးဖောက်ကားပြီးဒီကာလတာယသမီးရှိဝရေးပဲလုပ်ပါတော့မယ်ဆိုတော့မြုပ်တယ်။ဘုံဘဝတန်းကြတဲ့ကုသိုလ်တွေလုပ်ပြန်တော့ပါလေ။ညာနိဗ္ဗာန်ရောရာအတိုင်းလုပ်ပြန်ကြတော့မယ်ကြံတော့။အဲ့ဒီကုရှောင်းသေးတဲ့ကာလမြောက်အောင်လည်းမနေဘူးကွာညောင်းအောင်လည်းမလုပ်ဘူးကွာ မမြတ်မမြောတဲ့အလုပ်ကိုငါလုပ်ပြီးဒီကလာနိဗ္ဗာန်တံခါးကိုတလန်းခဲ့တယ်လို့ဖြေလိုက်တယ်။ဒါစဉ်းစားရမယ်။ဘုံဘဝတောင်းတဲ့ကုသိုလ်တွေလုပ်ပြန်တော့ပါတယ်။မမြော။ဟာမိဘရေရတဲ့မနေပါတော့မကောင်းတော့ရင်လူချင်းတန်းနေမရှိ။ဒါပါတော့ကမောအလုပ်တွေနဲ့ပဲချင်းကူမာတော့မယ်ဆိုတော့။အဲ့တော့ငါသိရင် အားထုတ်လည်းမကူဘူးကွာအားမဆုတ်ခဲလည်းမနေဘူးလေအားအားထုတ်ပြန်တော့မျောတယ်အားဆုတ်ပြန်နေရင်တော့မြစ်တယ်ဒါကြောင့်အားထုတ်မှုကိုလည်းရှောင်းအငြင်းမှုကိုလည်းရှောင်းပြီးကြတာအလယ်လတ်နေတယ်ငါသည်နိဗ္ဗာန်ဘံကံတလန်းခဲ့တယ်လို့ဖြေလိုက်ပါဒီကဲကမင်းတို့တန်ခါးရည်တွေကဟောဘုံဘွားတောင်းတာကိုလူတန်းလို့ရှင်မျိုးမှာမ ဒီကံကြောင့်ကောကောပြီးရှိခိုင်တဲ့နေနဲ့မြို့ကုန်းမှာပဲသုဘိဓိကလာကုငါကလက်ခဲ့ရမယ်တင်လာလာအထောက်အမယ်ဆိုလို့လာထုတ်တယ်ကမြို့ချင်းမြို့ချင်းရှောင်ရက်လို့လာလို့တာလို့မှတ်ထားရမယ်ဆိုင်နေမျိုးရတယ်မင်းမြို့မှာပဲဒီကံကံနေဆောက်ပြီးဘုံဘဝကြီးသွားခြင်းနဲ့လူပြန်တမ်းနေလို့ရှိရင်မြို့မှာအဲ့ဒီမြို့ချင်းမြို့ချင်းမှာလွတ်တဲ့အဲ့ဒါကို တန်ဖတ်ဖို့မလဲကဲညှုပ်တဲ့စီတော့မျောတဲ့စီတော့မလိုက်ဘူးစိတ်ကိုယ်ဆိုင်မှနေညာတော့လဲညှုပ်တဲ့စီတော့မလုပ်ဘူးညှုပ်တဲ့လောက်တော့မလုပ်ဘူးဆိုပြီးဒီကလာလူချင်းမျောချင်းရှံတယ်လို့ဟာတခြားလို့မဟုတ်ပါဘူးမဂ္ဂင်၈ပါးနဲ့ရုံဏပွားများတဲ့အလုံးလို့မှတ်လိုက်ချင်ပါလက်ရင်ချင်းမြုပ်ချင်းမျောချင်းဆောင်တဲ့လောက်ကပါလားမဂ္ဂင်၈ပါးနဲ့ရုံဏပွားတဲ့အလုံး မဂ္ဂင်၈ပါးနဲ့မဂ္ဂင်၈ပါးနဲ့ယုံနာပွားတဲ့အလုပ်ဒီမျိုးချင်းမျိုးချင်းကိုရှောင်ရအလုပ်မှတ်ထားရမယ်မဂ္ဂင်၈ပါးနဲ့ယုံနာဖြစ်တဲ့ကိုပွားများကြလို့ရှိရင်ဘာလို့ဖြစ်တော့ရမလဲမျိုးချင်းမျိုးချင်းမှာလွတ်တယ်လို့မှားတယ်အဲ့ဒီဝိက္ခာရမှာအော်ငါလုပ်နေတယ်ဒီကျန်ဆောက်လို့မဂ္ဂင်၈ပါးလုပ်နေပဲလောက်တာပဲ

တံတရားမှာလမ်းကမ်းရှိတယ်တရားနာတဲ့ပုဂ္ဂိုလ်တွေကိုမှားရမယ်။မြေမျောလမ်းတစ်မျိုးမြေလမ်းတစ်မျိုးပေါင်းကမ်းပေါ်ပြန်လမ်းတစ်မျိုးဗန္ဓမေရှိပါ။ဘယ်လိုမျိုးရှိလဲ။မြေလမ်းတစ်မျိုးမြေလမ်းတစ်မျိုးပေါင်းကမ်းပေါ်ဆိုရောက်တဲ့လမ်းတစ်မျိုးဘုံမျိုးရှိတဲ့နေ့ကမြေလမ်းလိုက်နေလည်းမောနေမှာပဲ။ဘုံနာဘေးနဲ့လောက်မှာ။မြေလမ်းလောက်လို့ရှိရင်လည်းရှင်ရဲ့ဆွဲဆက်သမှာမဟုတ်ဘူး။ ။မြေလန်းကရှင်လည်းသမတတဲ့အလုံးလို့သိချင်မှတ်ပါ။မြေလန်းကဒီများကလုံးလို့မှတ်ရမယ်။မြေလန်းမြေလန်းရှင်မှတ်တာရင်လောကတော်ပြင်ပြီးအမောပြေလန်းသိချင်တာလန်းငုံမသေးလန်းပြေခရံပြီးတော့နောက်ကျချင်းမှကျွေးရလံဒီလိုမှတ်ထားရမယ် ဒါဖြင့်ဘယ်လို့ဒီကလည်းသံဃာမတော်ကြံတလန့်ပြီကာလမုံမသေးမြင်နေတဲ့ခြေရောက်ပါလိမ့်မယ်ဆိုတော့မျိုးကန်းကိုလည်းရှောင်းမျိုးကန်းကိုလည်းရှောင်းပြီကာလအာမထုတ်ကလည်းမရှိဘူးအာထုတ်ကလည်းများတယ်အာထုတ်ကနေဘာနဲ့မြုပ်တယ်ဆိုတော့အလယ်လအာထုတ်အောင်မယ်ဆိုတဲ့ရင်းကိုရပါဘာလိမ့်လဲရတယ် အလယ်လအရောင်းမယ်ဆိုတော့ဒုက္ခနာကိုကြည့်ပွားနေတဲ့ယောက်ကကိုယ်ရင်းညောင်းလည်းမပတ်နိုင်ဘူးညောင်းလည်းမြုပ်မတော်ဘူးညောင်းလည်းလည်းကိုယ်ရှိပဲရှာရယ်ညောင်းသံဃာပြည်ရဲ့လုပ်ပြီးကလည်းဘုံဘဝရဲ့ရေမြန်လို့ရှိရင်လည်းညောလာအဲ့ဒီလမ်းတွေကတော့ဗျလမ်းကြမ်းကြီးပဲလို့မှတ်ရတယ် ဒီလမ်းတွေကဘာလမ်းတွေလဲမြူလမ်းမြူလမ်းနဲ့လမ်းကြမ်းကြီးပဲလို့မှတ်ထားလိုက်ပါငါကြောင့်တသမြလုံးကဒီလမ်းကြီးနဲ့ခုဆက်သွားလာခဲ့တယ်လို့သူဖြစ်ဆိုရကြပဲလို့မှတ်ထားတကယ်တည်းကျတော့မျောလမ်းကြီးလမ်းပြတဲ့ကနေတူတာမျောလမ်းမလိုက်တော့မျောပြန်တကယ်တည်းကျတော့မျောလမ်းမြူကနေတူတယ်မျောလမ်းကဝါရဏပန်းနေပြန်တော့မျောလမ်းနဲ့ပဲပေါ်တယ်လို့မရှိဘူးဒီမျိုးသင်းမျိုးလေးရတယ် ။အဲဒါကြောင့်ဘုရားရှင်ဘုရမေရဲ့နတ်ကမေးတော့ကုလုံးတော့လဲမျောကွမျောတော့ကွမကူပဲနေတော့လဲမျိုးပြီကွ။ငါရင်ကူးသည်လည်းမဟုတ်ဘူး။မကူပဲနေသည်လည်းမဟုတ်ဘဲနဲ့နိဗ္ဗာန်တောင်ကမ်းတော်တို့တက်နှန်းခဲ့နိုင်တယ်လို့ဖြေလိုက်တဲ့အဖြစ်အသိကောင်းတဲ့အခြေအနေ။ဒါကြောင့်ဒုက္ခလမ်းလိုက်ရမှာလို့ဆိုမျိုးလမ်းလိုက်ဖို့မလို့မျိုးလမ်းလိုက်ဖို့မလို့ဘယ်လမ်းကလည်း မြင်လာရောင်းတယ်။မြေကန်းနဲ့ပမန်းရောင်းတယ်။အရေလမ်းကိုလည်းရကမယ်။တိုက်ကူးတယ်လည်းမဟုတ်။အင်းရနေတယ်လည်းမဟုတ်ဘူးနဲ့အလယ်လမ်းနဲ့အလယ်လမ်းအလုပ်လုပ်မှာမရဆိုတာဘုရားရှင်ကိုယ်တော်မြေကရှင်းပြတဲ့ဝတ္ထုပဲလို့တိုင်းဥပါလိတော်မှာဒီတိုင်းလာပြီးတော့မှတ်ရမယ်။ဒါကြောင့်လေလမ်းဟာဩနိဗ္ဗာန်သံဃာမှာတရားနာနေလမ်း ေရနာရမျိုးလုံးမျိုးမျိုးလုံးမျိုးပေါ်ကြောင်းမြစ်ဓိမပရိသေရာဆိုတဲ့ကံဒီလန်းကိုဆိုသေးလို့မှားရတယ်မြစ်ဓိမကအလယ်ပရိသေရာကအရှင်းသိပြီတုံးခုံတွေခတ်မြေလုံးရဲ့အကျင့်မျိုးကြပြန်တော့လေမိစ္ဆာရိကြီးလှုပ်ဖြစ်သေးတော့မျိုးလမ်းမသွားပြန်တာပဲမြုပ်လမ်းမသွားပြန်တာပဲဘုံမရကောင်းလာပြီလူတန်းပြက်ကန်းနေပြန်လေဒီဘုံကြီးကဘုံအသေးရှားပြန်တာပဲ ဒီဘုံမှာမာပြီးဟိုဘုံမှာသွားမမာပြန်တာပဲဒီဘုံမှာပြေပြီးဟိုဘုံမှာသွားပြီးတရားပြန်တာပဲဆိုတော့အသေးရှာလမ်းမြေလမ်းလေးပြန်ပြန်လည်းဘယ်ခါမှချမ်းသာစွာစက္ကတမင်းမှမရတော့ကြောင်းအမှန်တန်ရှင်းရတဲ့လမ်းပဲလေးပါးလမ်းကိုမှတ်ပါဒါပြန်ရှင်းလိုက်တဲ့အခါကျတော့ရှင်မြေလမ်းကသုတိ အချက်ကိုမျောအချက်ကိုသွားတဲ့လမ်းမှာမျောလမ်းနေတယ်။အောက်သွားတဲ့လမ်းမှာမျောလမ်းလို့မှာပါပဲလေးပါးကမျောလမ်းဒုက္ခတိဉာဏ်ကယူကအိပသွားတဲ့လမ်းကမျောလမ်းမှတ်ဆရာ။ဟုတ်ကဲ့မျောလမ်းမျောလမ်းကိုရှောင်မှပါရင်အရင်ဒါကစိတ်လည်းမကူးနဲ့ငင်းငင်းလည်းမနေနဲ့အလတ်စားလေးအလိုလိုလိုရှင်းဖြင့်မျောလမ်းလည်းရှောင်ပြီးသားမျောလမ်းလည်းရှောင်ပြီးသားဖြစ်သောကြောင့် လမ်းမှန်ပဲဆိုတာကိုသိသိချင်ချင်မှတ်ပါကောင်းပြီဒါပြန်လမ်းမှန်လမ်းမှရေးကျိုးရကိုကကန်းနေသွားရမှာတော့လို့မျိုးလိုပါလေလမ်းမှန်လမ်းမှရေးကိုသွားရမှာသွားဖို့လမ်းမှရေးတော့ပြုံးနေရနိုင်ကြလားလို့မျိုးတော့လမ်းမှရေးမှာလေလမ်းပေါ်ကလေးတွေခြေရန်လမ်းလေးတွေရှိသေးတယ်ခြေရန်လမ်းလေးတွေဆုံးတော့ပေတရားလမ်းတွေ့တယ်လို့ကိုရကိုရကလာတဲ့ခါမှာ ရှင်ရှင်သမီးတွေကရင်လျှောက်ရှောက်ရကနေမှလမ်းမကြီးအရောက်သွားလမ်းမကြီးကမှတောက်ဆောက်သွားလို့ရှိရင်သင်္နိဗ္ဗာန်တော်ကတွေ့ရန်တွေ့နိုင်တယ်ဆိုတော့ဆက်သေးသေးချာဖတ်ရမယ်။ဒါဖြင့်ရှင်ရှင်သမီးမှမတော်ကလမ်းပေါ်ဇယောက်ဆိုလို့ရှင်ရှင်သမီးနဲ့ဆက်သွားရလိမ့်မယ်။ကိုယ်ငယ်တက်တဲ့ကောင်မှရှင်ရှင်သမီးနဲ့နေပြီးတော့မတော်ကလမ်းမှာပေါ်ရောက်ကြတာပဲ။ ဒါပြန်တော့မှန်နေရတဲ့ပုဂ္ဂိုလ်လေးဆိုတော့တော့လမ်းမြောင်လေးကနေသွားမှလမ်းမကြီးကိုရောက်မရကဆောင်စီကျတော့အော်လမ်းတွေလေးပဲရှိသေးတယ်လမ်းမကြီးလေးရှိသေးတယ်လို့ပြောတယ်သူချေချမှတ်ရတယ်မှန်လမ်းတွေလေးကဘယ်လိုမှမနေလို့ရှိရင်မိခင်၅ဘာနဲ့ရှိနေတာလမ်းတွေလေးလို့မှတ်ရမယ်လမ်းငယ်လေးလမ်းတွေလေးလို့မှတ်ရမယ်မိခင်၈ဘာပြည့်စုံသွားရင်လမ်းမကြီးကိုရောက်လို့ အကျန်တာသွားဖို့ရှိတော့ကြမရောက်မရှိပါဘူး။ဒါတော့ကိုနေကလမ်းပေါ်လေးနဲ့တွေ့တဲ့မျိုးလေးရွာလေးမှာနေတဲ့တွေ့လမ်းမကြီးရအောင်လို့သွားရမှာပဲလမ်းမကြီးရမှာမင်းလေးရမှာဆိုတော့မျိုးလေးကြီးနဲ့တွေ့တဲ့နေပါ့မို့ရောက်မယ်လို့ဒေချာမှတ်မယ်။လာရင်လမ်းမကြီးကိုလုံးနေရမှာလားလို့မေးလို့ရှိရင်မင်းရှိကြ။ရောက်ရောက်မရမှာလမ်းပေါ်လေးလိုက်ရအောင်။ဟုတ်ပါဘူး။လမ်းပေါ်လမ်းငယ်လေးလိုက်ရအောင်။ အဲဒီရံတော်ရံနေလေးကိုမလိုက်တဲ့ကာလပတ်လုံးနဲ့လက်မကြီးကိုရောက်မှာလက်မကြီးကိုရောက်လို့ရှင်ရှင်ရှေးပြားတယ်ရေချက်ဆိုင်ကြဥယျံပိတ်မှန်ပရိသတ်ပင်နဲ့အဝေသေးလုံးဝမရှိပဲနဲ့ဟိုးရှေးပြားတယ်အလုံးစုံပုတ်ရှင်းနေတယ်နဲ့နေတဲ့မြို့တော်ကြီးမုံမသေးမြဲနေတဲ့မြို့တော်ကြီးနဲ့တွေ့တဲ့နေပိုင်းကြီးကိုရှေးကတယ် ဘယ်နည်းကဆံသွားပြီးအရိယာမေးကြတာဒီဒီလမ်းမကြီးကသွားလို့ရောက်နေကြတဲ့ပုဂ္ဂိုလ်နဲ့ကိုယ်မဲမုံမတဲလူရင်သွားရှိနေမယ်လို့မှတ်ရတယ်မယ်။အရင်ကရခေါ်ခြင်းလည်းပဲလို့မဲလိုက်ခြင်းပြန်လဲရန်လိုက်ခြင်းလို့ရှိရင်ပြန်လမ်းမှန်လေးကရင်စလိုက်ပါဆိုတယ်လို့သူချင်းချင်းသူပြောလိုက်တယ်။ဒီလမ်းမှန်လေးကမလိုက်လို့ရှိရင်လမ်းမကြီးကမရောက်လမ်းမကြီးကမရောက်ခဲ့လို့ရှိရင်ရှေးပြောင်းများနေရဌာနကြီးကိုမရောက်နိုင်ပါဘူး။ ရှင်ပြိဋိဘံချမ်းတော်တဲ့ဘုရားတွေသူ့နောက်ကလိုက်တဲ့နိဗ္ဗာန်ဝင်သွားတဲ့ပုဂ္ဂိုလ်တွေသူ့ဝိဘုံမတည်မြဲနေတဲ့ရှုပ်နေတဲ့နေရာကြီးကိုမရောက်နိုင်ပါဘူး။ဒါပြန်ဇလန်းစားရမယ်ဆိုတာဒီနေ့တရားမှာပေါ်ပါဘူး။ပေါ်ပါတယ်။အလယ်လမ်းလမ်းနဲ့ကြံလို့ရှိရင်အလယ်လမ်းဘုံနဲ့မတွေ့နိုင်ဘူးဆိုတာမှတ်ထားရမယ်နော်။မှန်ပါဗျာ။အလယ်လမ်းဘုံနဲ့မတွေ့နိုင်လို့ရှိရင်ဘယ်လမ်းမှန်နေရနေပြီးဒီကရလိုက်မှလာနေ လမ်းမကြီးကိုဧကံရောက်ပါလိမ့်မယ်ဆိုတော့တို့ရှိနေတဲ့ခြေရင်းဥပဒနာလေးလမ်းမြန်လေးကိုမှတ်ပါနောက်ဒုက္ခချုပ်တာမြင်တယ်မြင်လို့ရှိရင်လမ်းမကြီးပေါ်ရောက်လို့ပဲဖားရမှာပဲဒုက္ခတွေမြင်နေလို့ရှိရင်လမ်းမြန်လေးရောက်ပြီလို့ဖားရမယ်လမ်းငယ်ကလေးရောက်ပြီလို့ဖားရမယ် ဒီကလေးဆုံးသွားပြီဆင်လမ်းဘောရောက်ပြီတဲ့ဇလုံးမြင်နေဒီလမ်းကြီးကတော့ပြန်တောက်လျှောက်သွားရုံပဲမဟုတ်မသိမြင်နေတဲ့ရှေ့သူတော်ကောင်းကြီးကြည်လင်ထားတဲ့ဂျာဟိုးနဲ့နန်းတော်နဲ့မတရားရင်းနဲ့သင်ခြင်းရှိတဲ့နေရာတွေဇလုံးဆောင်ကုန်ပြည့်စုံပြီးကာလသင်ခြင်းရှိတဲ့နေရာတွေကိုရောက်ပါလိမ့်မယ်မြတ်မလေးရှင်ပြန် ။ဒါဒီင်း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 ပြောရဲဆိုတာဒီမှတ်ထားရမယ်။ယောဒီလို့ရှင်ယောဒီဒီလို့ဖြစ်သလားင်းင်းနေရာပဲရွေးချယ်ရတာ။ဒါဒီနဲ့ဘယ်ဘယ်ဝါမဆိုင်းင်းရှိတယ်ဆိုတာဒီကတာရှင်းတော့ပါလေ။ဒါကြောင့်ဘယ်ကမဲဘွားရောက်ရှင်လို့ရှင်င်းင်းကြရတဲ့အိဗယ်ကိုသေချာရမှဆွဲရတယ်ပဲ။ဘယ်ကောင်ဘယ်ကောင်ကမသွားခြင်းနဲ့ ဘဝသွားလို့ရှင်ဘုဂုံမြာသွားလို့ရှင်ဘုဂုံကျင်းကျင်းပြောင်းပါမယ်ဒီဘုံရပါလာပြန်လို့ရှင်မြဲရမလဲလို့ရှင်ဖြင့်ဒီဘုံမှာသင်္ကြန်ရှာနေရမှာရာဒီသင်္ကြန်ပါလေဆိုတဲ့လေးကရှင်းပြီးဒီကရနေတယ်အဲဒါကြောင့်ဘုဂုံမြာရောက်ရှင်တဲ့ရှင်ဖြင့်သင်္ကြန်ကြီးကိုရောက်တဲ့နေရာမှာသင်္ကြန်ကြီးထားဖို့ကိုရင်ရွေးပြီးတော့သဘောပါကြပါဘုရား ဘယ်ကောင်ရှင်နေဆိုရင်ရောက်ရပုံမှာနည်းနည်းရွေးငါတေမြစ်ဆရာဘယ်ကောင်ကဌာနရောက်တော့နည်းနည်းလေးပဲနဲ့နည်းနည်းလေးဖြစ်ကြပါဖြစ်ပါဘူးအဲ့ဒါနဲ့နည်းနည်းလေးရပါရွေးဘယ်ကောင်ပဲဌာနဘယ်ဘဝရောက်ရောက်နည်းနည်းမဖြစ်နေရထားကြမယ်နတ်ထားရမယ်ဒီဘက်ကရှင်းနေပြီကံနေတယ်ဒါကြောင့်ညောင်းကိုလည်းပြန်လို့ရှိရင်လည်းသင်းချင်းရှာတယ်နော် မြူလမ်းလိုက်ကြတဲ့ခါကျတော့ရှင်ဖြင့်သိဉ္ဇဉ်ကမရှားရဘူးတဲ့တခါကအရှင်ဖြင့်နဲ့ကိုရှင်ရဲ့ဘလူတွေနဲ့နေရလိမ့်မယ်ဆိုတော့မှတ်ထားရမယ်။ဒါလေးကဆိုတော့ဘယ်အောင်လေပဲမသိဘူး။တရားနေလို့မသိဘူး။မသိရင်ခံနေရတာ။နောက်ပြီးနောက်ပြီးကျတော့ကျေလိုက်ညှုပ်လိုက်၊သေးလိုက်ညှုပ်လိုက်၊သေးလိုက်ညှုပ်လိုက်တော့။အော်မြူလမ်းလိုက်ကြတဲ့သိဉ္ဇဉ်ရှားတယ်ကမြူလမ်းလိုက်ကြတဲ့အရှင်ဒုက္ခရောက်တဲ့လမ်း။သဘောပါကြ။ ။ဒါပြန်လမ်းမောင်းနေတဲ့လမ်းမကြီးကိုသွားတဲ့လမ်းမကြီးတိုင်းလိုက်တဲ့လမ်းဒီကရင်အရှင်နဲ့ဒုက္ခရောက်တဲ့လမ်းမှလည်းလွတ်၍သင်္ကန်းရှာတဲ့လမ်းမှလည်းလွတ်ပါတယ်ဆိုတော့ဒီနည်းညသေချာမှတ်ရမယ်။ဒါကြောင့်လမ်းမြောင်လေးရဘယ်လိုလုပ်မလဲလို့ရှင်မဂ္ဂင်္ဂဘာနဲ့ဖြစ်ဖြစ်ရှိတာကိုလမ်းမြောင်လေးလမ်းတော်ရေလို့မှတ်ပါဒီလမ်းတော်လေးတိုင်းလိုက်သွားမယ်ဆိုလို့ရှင်ပြန်လမ်းမကြီးဆိုရက် နိဗ္ဗာန်မြင်တဲ့လမ်းမကြီးကိုမုံမလေးမြင်တဲ့နိဗ္ဗာန်ဆိုတဲ့လမ်းမကြီးကိုမြင်ရတဲ့လမ်းမကြီးကိုကိုဖြောင်းနေတဲ့အတွက်မြင်ရရောက်ရပါလေဒီလိုချက်ချက်မှတ်ရမယ်ရှင်းကြဒါဖြင့်တို့စပြီးဒီကရဘယ်လမ်းလဲရမယ်ဆိုတော့ပေါ်ကြဘယ်လမ်းလဲလဲကြလမ်းမှန်လမ်းွယ်လေးရန်လိုက်မယ်ဆိုတော့ လလလလမကြံလလမ်းပြုံးနေတွေ့တယ်လို့ဒီလိုမှတ်လိုက်ပါမယ်။လလမ်းဆိုတာမဂ္ဂင်၈ပါးစုံလမ်းကိုဆိုပါလေ။ပြုံးနေသူ့ပြည့်ရမယ်လို့မျိုးလမ်းမြောင်းနေတဲ့သူရောငါးပါးလမ်းကနေလိုက်ဥမရမယ်။ဒါလိုက်ကျန်ဒါပေးချာမှတ်အောင်။ဒါကြောင့်ခန္ဓာငါးပါးကိုဒီခန္ဓာငါးပါးကိုကျန်ရလို့ဒီလိုကြ တဘာဝခန္ဓာငါးပါးလေးကတဘာဝကိုဇာဘုန်းကြီးပြောတာလည်းတဲ့အဖြစ်တည်းရှုပြီးကံဝေဒနာရှုရှုစိတ်ရှုရှုကြိုက်တာရှုရုပ်ရှုခြင်းရှုသစ္စာရှုခြင်းရှုရှုခြင်းနဲ့ရှုတော့အဖြစ်တည်းစဉ်မြန်လို့ရှင်ရှင်အော်ငါဒီကားလို့ရှင်တခြားကအောင်းပါလေလမ်းမှန်မျိုးကိုရောက်တာပဲလို့ခေါင်းမရဘူးဒါကပြင်းချင်းကံလိုက်ဆိုတော့အချင်းကံလိုက်တော့လမ်းမကျဘူး နောက်ရရှိတဲ့လမ်းနဲ့ရှင်းရရှိပေရှိတဲ့လမ်းဆိုတော့ကွာကြံကွာနေပြီလို့ဆိုတော့မှိုက်တယ်။အဲဒါရှိတဲ့လမ်းနဲ့ရှိတဲ့ရှိတဲ့လမ်းကွာကြံတော့ကွာနေတယ်လို့နောက်ရရှိတဲ့ရွာရက်ထွက်တဲ့လမ်းလေးကိုယ်တည်းနဲ့ရှိတဲ့ရွာရက်ထွက်တဲ့လမ်းလေးအဲဒီတည်းနဲ့ရှိတဲ့ရွာပြန်မနေချင်ပါဘူး။ကြောက်ကြပြီးရင်းချင်းထိုးအောင်ပါပဲ။နောက်ပြန်ငါးသိန်းလိုက်နဲ့ဆိုတော့မှတ်မိဘူးမို့လား။မှတ်မိဘူး။ အဲ့ဒါကြောင့်သင်္ကန်းရှိတဲ့ຢာကထွက်မှဆိုလို့ရှိရင်ရှင်သင်္ကန်းမြင်တာနဲ့ပဲထွက်ဖို့ကောင်းပါလေလူတွေကမျိုးပါတဲ့သင်္ကန်းရှိတယ်မျိုးမျိုးရှိနေတယ်ဆိုတော့အတော်ဖြစ်တယ်ဒီသင်္ကန်းထွက်ချင်တယ်လေဒီကမျိုးမျိုးအားလေးဖြစ်နေတယ်ဆိုတော့မန္တန်ကြီးထွက်ချင်တယ်ဆိုတော့အဲ့ဒီကိုပြောတယ်မန္တန်ကြီးကံလို့ဖြစ်နေတယ်ဆိုလို့ရှိရင် ရှိကျင်တာရှိကျင်တာကိုယ်လုံးကိုယ်ယူပြီးကြတာဓမ္မသုတ်ဆောင်နှိမ့်ချင်တယ်ဆိုတဲ့အိဒိရောက်တာပဲ။ဒါကြောင့်ဒီဥမာတိုင်းမှာကလုံးတော်ကပေဌာနာဘဘောပဲရောက်ရှင်ကြရောက်ရှင်ကြသင်ရင်းရေးတာကမှားရမှာ။ဒီဘက်ကြအံသင်္ကြန်ရေးနေရတဲ့လမ်းဖြင့်ကိုယ်ခန္ဓာရှင်းမချရဘူးသင်္ကြန်ချရဖို့ကိုယ်ခန္ဓာသိချရလို့ရှိရင်သင်္ကြန်ချဖို့လိုသေးတယ် အဲ့တော့လမ်းမှောင်ကြရင်သင်္ကြန်ရှိတဲ့နေရာကသင်္ကြန်ရှိတဲ့နေရာကိုဖြတ်ကြပါသေးဆိုလို့ရှိရင်လမ်းမှောင်နေရာနဲ့အစခဲ့ရတယ်။သင်္ကြန်ရှိတဲ့ဝန်ထုကအခုမှတ်ပါကမှမသိရိုးရရှိတဲ့သင်္ကြန်ရရှိတဲ့ဒီကမှလည်းသိပြီးကြပြီ။အခုမှတ်ရင်လည်းမဝါလို့လို့မလားဖြင့်ဟောဒီသင်္ကြန်ရှိတဲ့ရွာကလမ်းမှောင်တွေကနေထွက်ပါတော့နဲ့သင်္ကြန်ရှိတဲ့ရွာဟာ မကောင်းပါဘူးဆိုပြီးကြတာလမ်းမှန်လေးရှာထွက်တာဒီသိဉ္ဇဉ်ရှိတဲ့ຢာကထွက်တာလို့မှတ်ရမယ်။ဒါပေမဲ့ဘုရားကလည်းလူ့ပြပုဂ္ဂိုလ်များကသိဉ္ဇဉ်ရှိတဲ့ຢာကထွက်ကြတယ်။သဘောပါကြ။နောက်ကြတော့ရှင်မရဏငါးနဲ့ခြေရံငါးတော့ရောက်သွားလို့ရှင်သိဉ္ဇဉ်ရှိတဲ့နေရာမမြင်ရဘူး။ဒါဖြင့်မနုဿနာကုလို့နေတာသိဉ္ဇဉ်ရှိတဲ့မရဏဘုရားဟာ ဉာဏ်မရှိတော့သူသွားမလို့လမ်းမြောင်လေးပေါ်လိုက်ကြတယ်။ဒါကြောင့်ဘုရားကလည်းမမလို့တဲ့ပုဂ္ဂိုလ်လမ်းမြောင်ပေါ်မှာမရောက်လို့ရှင်လမ်းမကြီးနဲ့ဆက်မိလို့ဝိဇ္ဇာတွေရဲ့ဒီဆိုတော့ဘုရားလမ်းမကြီးနဲ့ဆက်မိလို့ဝိဇ္ဇာတွေရဲ့ဆိုတော့ဒေသာမှတ်တာဒါကြောင့်အလယ်လမ်းလိုက်မှကြံလို့ရှင်အလယ်လမ်းမကြီးလိုက်မှကြံအလယ်လမ်းမြောင်လေးဒီသေးတဲ့ဆိုတာလည်းမသိလို့ရှင်ဖြစ်တယ်ဒါကြောင့်အ လမ်းညွန်လေးကိုလည်းလွတ်ကြရမယ်ဆိုတော့ခန္ဓာ၅ပါးကိုဖြစ်တဲ့ရှိတာဒီဖြစ်တာနဲ့ပြတ်တာကိုမြင်နေတယ်။တနည်းအားဖြင့်အပြည့်ကြည့်မြင်နေတယ်။မြင်နေတာမြင်လမ်းမှောင်မှောင်ရောက်ရတာလေးစားလမ်းမှောင်မှောင်ရောက်တယ်ဆိုတော့လမ်းတွေကိုရောက်တယ်ဆိုတော့လမ်းလေးကိုရောက်တယ်ဆိုတော့ဒီတစ်ခါချင်းချင်းနဲ့ချက်ဒီအောင်မလုပ်တဲ့ပုဂ္ဂိုလ်တင်းကျင်းရှိတဲ့ရွာပျော်ရုံးမှာပါ။ဒီအောင်မလုပ်တဲ့ပုဂ္ဂိုလ်ကလည်းဆိုရင် ဒါကြောင့်ဒီဝါနဲ့ဒီဝါမှာရှင်ပြီးဒီဝါမှာမြုပ်ရှင်တဲ့အိဗေမှာသူ့မှာသိကြတယ်မသိကြဘူးသိကြပါဘူး။ဒါနဲ့ဘုရားမှာရှင်မင်းမသိဘာလည်းမသွားတဲ့ပုဂ္ဂိုလ်ဟူပြီးဒီနည်းရှိတဲ့ရောကိုပြောနေလို့ရှင်ရင်ဒွန်းဆန်းနေလို့ရှင်ပါဘူး။ဒီနည်းရှိတဲ့ရောပြောရင်ဘာပြောဆိုရမလဲ။မှန်ပါပါဘူး။မင်းတို့ရုပ်ဆိုးပုံများတော့ပြောပုံတော့ဒီမျိုးပြောရတဲ့ဖြစ်ချင်းဒီလိုမဟုတ်တဲ့ရှင်ကဒီမျိုးပြောလို့ပဲ။ ဘုရားကနာလည်းမလုပ်ခဲ့ခြင်းကတင်းရင်းရှိတဲ့ရောမှာဇွန်ဇွန်များဆိုပြောနေတယ်လို့မှတ်ပါ။ဇန်ကရေးမိ။မာနေနေနေရင်ဒီလိုမလုပ်ခဲ့ခြင်းကငါဘာလို့နေပါလဲမလို့ဇာတိပြောနေပါလဲမလို့ဆိုတော့တုတ်တန်ကဇန်ဟန်ကအရမ်းကြီးနဲ့ပြောနေတယ်ဆိုလို့ရှိရင်လည်းရောပါမယ်။အဲ့ဒီကြောင့်မယုံနဲ့ကံလိုက်တဲ့ဖြစ်ခြင်းကိုပြောလို့ပြန်ဖြစ်တယ် မင်းသတိခံခံကြရသေးတယ်ကတော့ကြောင်းရတယ်ရိပ်နေတယ်ရိပ်ပါဘူးအင်းဒီနေ့ကြရတော့ကြောင်းရတယ်ဒါကြောင့်လို့ဆိုတယ်ဘယ်ကနေပြောသံသနာပြောမပြဘူးအဲ့ဒီကြောင့်ဘုရားကိုအယုတ်ဆိုးတာလည်းတဏှာတွေသိဖို့သိရေးကြည့်တယ်ဒါကကြောင်းမှာတို့ကိုပြောနေတာအွန်တန်းဆန်းနာပြောပါလားတုတ်တံရွာရင်းနဲ့တရားပြက်ကအပြည့်တင်တဲ့အိမ်ဆောက်သူတွေကမတန်လန်းလာရင်တို့တော့ပြန်ရရတယ်ဆိုပြီးပြောနေတာ ဉာဏ်ဆန္ဒရဲ့မှာဉာဏ်ဆန္ဒရဲ့ကြောနေတဲ့အစိမ့်လေသေးသေးကြောကြောသိရတယ်ဆိုတာကိုရှင်းရအဲ့ဒါလမ်းမကြီးကနေကြည့်တဲ့အခါကျတော့မောငစိမင်းနဲ့နိဗ္ဗာန်ဆိုတဲ့သုတ်ကံရဲ့နေရာကိုမမြင်မှုသေးတဲ့ပုဂ္ဂိုလ်များကြောခြင်းကြောင့်နဲ့ဉာဏ်ဆန္ဒကြောလို့ဟောတော်ယူဆုံးနေတာဟာဆိုးလိုက်ဆိုးလိုက် အဲ့ဒါဘာမှမလုပ်တော့ဘူးလို့ပြောလို့ရှိတယ်။အဲ့ဒါမှကြည့်တော့မရောက်ဘူးတော့မုံမသိနေတဲ့မြို့ကြီးကိုလည်းမမြင်လို့မဖြစ်ဘူးတော့ဘုန်းကြီးရှင်ကိုရှင်ပြေကလာပြောနေတဲ့အတိတ်တွေသိသိချင်းချင်းပြရပါတယ်။ဒါကြောင့်နဲ့ဒီခေါ်ရဆိုပြီးဇွန်သားကပြောနေမှဆိုလို့အတ္တိရာအထုံးလို့ပြောချင်းကြီးလို့ရောတင်္ဂလို့ရောတိုက်ကြုံးပြနေရတာကိုယ်ရင်ဆိုတဲ့ဘုံဒီပဲနေမှဆိုလို့ဝိရိယညာရသိဘူး သက္ကိဉ္စီနဲ့ပြောနေတာဘာလို့ပြောနေတာလဲမပြောစမ်းဘူးဆန္ဒပြောပါသေးကြလိုက်တဲ့ဖြစ်ချင်းသောတ္တဇံနဲ့အဲ့ဒီရဟန်းတို့ရှိပြီကြလားနေတော့ဒီနေရာနဲ့နေပြီဒီနေရာသေးဖို့ကိုကျေစားပြီကြလားအသေးစမ်းမပြောနေတဲ့အဲ့ဒီဆိုတော့ဟောဒုစနာပြောမှဟုတ်မဟုတ်ကြလားလို့မောင်မြတ်ဘာမှမေးချင်မလို့တော့အသေးစမ်းပြောတယ်မသေးခင်တော့ပြောလိုက်မှာကွာ လင်မလည်းသူသိဒီဒီပြင်းရင်ပြောရမယ်ဆိုတော့သူသိဆိုတော့ဒီနေ့လေဒီပြန်ကသူကပြောလို့ဒီလိုပုံလို့သူတို့ကလည်းကောင်းပြီသူတို့တော့ကြည့်ရဆိုပြီးပြောလို့ဘာပြောပြောနေတာလဲဆိုတာကရင်းမိကြပါလားကွာဘာပြောလို့အမေဒီနေ့ကကြပြောရတယ်ဟုတ်လားရှင်းမပြေလေးကွာရည်ရွယ်ဆောင်လိုက်တဲ့ပြင်လာဝိရုဒ္ဓလူတွေဟင် ရှိချက်သိမ့်မလားမှန်ပါအဲ့ဒါလမ်းပြောင်းလေးပါလဲသူမတက်နေလို့ပြောနေတဲ့ပြောရတော့ဒွန်းစမ်းလားပြောပဲဆိုတော့ညင်းဖို့လိုသေးလားရှင်းမလားငါဇက်ကလေးကြီးနဲ့ဒီနေ့ဇာတ်ကူဒီကားလေးတက်တာရထုတ်သိမ့်ပြီးညနေကျပြန်ပြန်ငါဟိုကျရေးတော့ပြန်ပြီဒီနေ့ဘလောက်ကြိုက်တယ်ဟာဘာလို့လဲဆိုတော့ဘုရားလေးတွေနဲ့ပြောနေတာနဲ့အလေးပဲကျဲကြည့်တယ်ဘုရားလေးဘုန်းကြီးဆွမ်းညာနေတာ ဆက်ကင်းလာလေးရတာနဲ့ပြောနေတဲ့ဆိုနုံအောင်စေတရာတဲ့တူရဘူးကိုယ့်ကြောက်ကြည့်ဘောက်ချံလေးကိုပေါ့နိုင်သေးလို့လေးထမ်းတော့မကြမ်းပါဘူးကြံတယ်လေအဲ့ဒီကြံရင်းနဲ့ပြောနေတာကွာကိုယ့်ကြောက်ကြည့်တဆုပ်ထမ်းသွားလိုက်တယ်ကိုယ့်ကြောက်ကဘလော့ချံနေအရင်ကဘလော့ကြတယ်ဆိုတော့ဘလော့ကလေးတွေနဲ့ဘာဖြစ်ပြောနေတယ်အမှန်တကယ်မဖြစ်ရှင်းမလား ကောင်းနေတာဖြင့်မနှောင်လေးကိုတက်ကြပါလို့ဆိုတော့ခန္ဓာကိုယ်ဖြစ်ဖြစ်ရှိပါလိမ့်။ဖြစ်တဲ့မြင်နေတဲ့ခန္ဓာရဲ့ရောင်းနှောင်လေးကိုရောက်ပြီးတော့အောင်လို့။အဖြစ်ဖြစ်တယ်လို့ရှုလမ်းကရှုမုန်းလာလို့ရှင်အင်းလေကြပါလမ်းမောတော့တော်တော့ကိုတက်နေပြီ။လမ်းမကြီးနဲ့ကပ်နေပြီ။နောက်ဒီကိုယ်ခန္ဓာကြီးအသေးလေးဖြစ်ဖြစ်သေးဆုံးသွားတဲ့အခါကျတော့အော်ငါသုတ္တမသိမ့်ရပါလားဆိုတော့မှတ်ရမယ်။မှန်ပါဘူး။ကိုယ်တည်းကသုတ္တမရှိသေးရလား။ရှိပါဘူး။ ကိုယ်စင်ရာသုတ်တာမရှိတဲ့နေရာကိုအမှန်ကမြင်သွားတော့မြင်တဲ့အချိန်မှာလက်မကြီးပေါ်ရောက်တာပဲ။ဒါမသေးရမြင်တာပဲဆိုတာသဘောကျ။အဲ့ဒီအချိန်မှာပြောလို့ရှိရင်တော့ဖြင့်တရားသားပြောမြူကြီးသူပြောဖြစ်ပါလေ။အခုပြောနေကြတာကဒုသနာပြောပဲ။ဟုတ်ပါဘူး။လမ်းမှာမတက်မိပဲလို့။လမ်းမှာမတက်မိကလမ်းမကြီးနဲ့လည်းမဝေးဘူးလား။ဝေးပါလား။အဲ့ဒီအချိန်ကိုဝေးမှာတော့ပြောနေကြမှာဆိုလို့ရှိရင်လမ်းမြောင်လေးပေါ်လည်းမရောက်။ မသေးရလည်းမမြင်မနဲ့ပြောတာကတော့သုတ်သန္တာကပြောတယ်။ဘုရားမျက်စိုးလေဆိုတော့ပေါ်ကြတယ်။ဟုတ်ပါဘူး။အမလေးသေကန်ကြီးပြောပေါ့။မင်းတို့ဆွေရအောင်လို့သေကန်ကြီးသေကန်ကြီး။ဟာသေကန်ကြီးပြောဆိုတော့မင်းတို့ကအတော်ချမ်းမ်းတဲ့စကားပဲလို့မစွဲကြည့်ရ။သေကန်ကြီးပြောကြတဲ့စကားတဆဲလိုက်တယ်နဲ့ဒီလိုပဲ။ဆဲလိုက်တယ်နဲ့ဒီလိုပဲ။အဲ့ဒါကြောင့်လမ်းမြောင်လေးပေါ်ရောက်တဲ့အချိန်မှလည်းပြောလဲစားဟာ။ သိသိရပြုပါပြီနောက်ဖြစ်ခဲ့တဲ့အဆုံးမြင်တဲ့အခါကျတော့မတရားမြင်တော့သုံးတာမရှိတဲ့နေရာသူရောက်သွားမရောက်ဘူးလားကျပါလားအဲ့ဒီအချိန်ကျမှပြောမှသာရင်ရည်ကြီးပြောဟုတ်လားလူပါပြောလူပညာရှိပြောအသေးလို့ပြောတာဟုတ်ပါဘူးအဲ့ဒီပြောရောက်မှသာရင်ကိစ္စပြီးမှဆိုတော့ရဉာဏ်သုံးဉာဏ်နဲ့ချက်ပြီးဒီကလာသုံးတာကိုမမြင်ရမှပြောရပါဆိုတာဒီတရားပေါ်မှာပြီးပြေးလိုက် Siena ke viveno del